အလုံးမဲမင်္ဂလာပါကြာခင်မှာတော့ UFC 323ပြိုင်ပွဲမှာကျွန်တော်တို့ရဲ့ချင်းလူငယ်ဖိုက်တာလေး Joshua Ban က Flyweight Champion Pandoja C က Champion ကပတ်လူပွဲကိုထိုးတက်ရတော့မှာပါ Joshua Ban ကအသက်24နှစ်ပဲရှိသေးတယ်လူငယ်ဖိုက်တာတူဖြစ်ပေမဲ့ Champion စိန်ကိုဝင်ရတဲ့အထိဆွမ်းဆောင်ပြထားနိုင်တာပါ Flyweight Center Match ရဲ့အသစ်က Brandon Rivera ကို loser ဝင်ထိုးပြီးအဖတ်နဲ့အနိုင်ယူပြီး ရိုက်ဘဲနံပါတ်၁နေရာကိုရယူပြီးချန်ပီယံကပတ်စိန်ကိုထိုးသတ်ခွင့်ကိုရယူနိုင်ခဲ့တာပါ။ဘိုင်ယန်ဆိုင်ရမဲ့ပြိုင်ဘက်ပန်တိုဂျာကလက်ရှိချန်ပီယံဘွဲ့ကိုပိုင်ဆိုင်ထားတာနည်းနည်းနီးပါးရှိနေပါပြီ။စိန်ခေါ်လာသမျှဖိုက်တာတိုင်းကိုအပေါက်သိပ်ပြီး၄ချိန်ထိကောက်ွယ်ထားနိုင်တဲ့ဝိုင်းဖိုက်တာတယောက်ပါ။ဝိုင်းတူပီပီ အစ်စ်တီငယ်နဲ့ဖိုက်တာပါဒါပေမဲ့ဒီနှစ်မှာ UFC လို့ promotion မှာချန်ပီယံပြောင်းလဲများတဲ့နှစ်ဆိုတော့ ပိုင်းဆိုင်ပြီးသားချန်ပီယံဂုံပုတ်ကိုဆုံးရှုံးရတော့မလားဆိုတဲ့ဖီအားကတော့ပန်ဒိုဂျာစီမာရှိနေမှာတည်ချပါတယ်ဒါကိုဂျိုရှုအဘန်ကလည်းပွဲကြိုအင်တာဗျူးတွေမှာဖိုင်တာတယောက်ကချန်ပီယံဆိုတဲ့ဘွဲ့ကိုအကြာကြီးထိန်းထားတာပြင်းဖို့ကောင်းကြောင်းကိုပြောခဲ့မှုတာပါအောင်မြင်မှုကိုစားလောင်နေတဲ့ဂျိုရှုအဘန်ကတော့ဒီပွဲကိုနိုင်ရဖို့အတွက်ဖီအားတွေလည်းရှိနေဘူးဆိုတော့ဘာမှမဆိုလို့မဲ့ပုံပါပဲဂျိုရှုအဘန်ကိုကြည့်ရတာ အပူပဲမရှိတဲ့ကလေးတယောက်လိုပျော်ပျော်ရွှင်ရွှင်နဲ့ပုံမှန်လေးကျင်းနေတာပါ။ဒါကိုကြည့်ပြီးဂျိုရှူအာဘိုင်ရဲ့မခါပရိသတ်တွေအတွက်တော့အတက်စရာပါ။ပန်တိုချာကိုနိုင်ယူပြီးချန်ပီယံကမ္ဘာတိုင်ရယူနိုင်ခဲ့ရင်ဘလောက်ထိပျော်စရာကောင်းနေမလဲဆိုတာမတွေးရလောက်အောင်ပါပဲ။မြန်မာပါဝင်အရှတိုက်တစ်ခုလုံးရဲ့ပထမဆုံးအမျိုးသားချန်ပီယံဖြစ်ဂုံယူခွင့်ရအောင်ကျေရှူအပန်တယောက်စွမ်းဆောင်ပြသွားနိုင်မလားရင်ခုန်စွာစောင့်ကြည့်ရတော့မှာပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်